ဘကိုးတိုင်းဒေသကြီးတာယာဝရီခရိုင်ပြည်ချင်းရင်းနဲ့ပြည်ဆန်ဦးစီးဌာနခြေကံပညာဦးစီးဌာနနဲ့မြို့နယ်ဆိုင်ဆရာအသင်းတို့ပူးပေါင်း၍ခရိုင်ပြည်ချင်းရင်းနဲ့ပြည်ဆန်ဦးစီးဌာနလူမှုခြေပုဘဌာနတွင်နေရာတီကျောင်းမရေများတွင်ကျောင်းသားကျောင်းသူများအချင်းကိုတက်မွှေ့ရှိရှိအတုံးချတဲ့စီရင်ရည်ရွယ်ပြီးတော့မြမကပြအခြေခံရင်းနီးစုံနီးတင်တဲ့အခမဲ့ဖွင့်လှစ်တင် जा ပေးခြင်းကိုအပီလာ၃ရက်နေ့နဲ့နဲ့9နာရီကကျင်းပခဲ့ပါတယ်။ဆက်လက်၍ခရိုင်ပြည်ဆက်ဦးစီးမှုကတင်တဲ့ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးတင်တဲ့နှိပြဆရာကလည်းတင် ဲစီမီစီကဲများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတင်တဲ့နှပြဆရာဆိုင်ဆရာမိုးတဲအောင်ကယခုလိုစာတွေ့လက်တွေ့ကိုပို့ချဆွေးနွေးပေးခဲ့ပါတယ်။လေလုံးသက်နေကနဲ့အချိုးရွဲတွေပြီးသွားလို့ရှိရင်ခင်ဗျာလွယ်သွားသူ့အနေနဲ့သူအစင်းတစ်စင်းကိုအောင်းသွားပြီးကြံတဲ့အစင်းစင်စင်ဘူးစင်စင်ကဲစင်ကဲပေါင်းဖို့သွားဖို့လွယ်တယ်။အဲ့တော့အဝယ်မှာတော့မြန်မာခင်ဗျာကန်းလုံးခင်ဗျာကိုလေးလာတဲ့အခါခက်တယ်လို့ဒါပေမဲ့ တက်ကြမ်းသွားလို့လေးလာလို့အဲ့စီဝင်နဲ့ရောက်သွားလို့ရှိရင်တော့လွယ်တွင်းကိုရမ်းနေချင်တော့အဲ့ဒီ dust ရတာတိပါလို့ရှိရင်ကြင်ယာစရာလူညင်ကြည့်နေတယ်ဘလောက်ထိကြင်ယာဟာဆွန့်တယ်ဆိုလို့ရှိရင်တပိတ္တကနောင်ရိုးတိုက်ပေါ်တယ်ကြောက်အယုတ်တိုက်ပွဲဆိုတာဒီစစ်တီအင်အား၄သိန်းလောက်ဖြစ်တဲ့တပ်ကြီးကိုစစ်တီအင်အား၄တောင်လောက်နိုင်တိုက်တယ်။ဒီရွှေကြီးရဲ့ခင်မှာ မြင်းအောင်ကြောက်နေတော့ခါရဲ့ကြီးမားတယ်ပေါ့အဲ့ဒီတော့အဲ့ဒီတမိုင်းကြီးဟာစာမျက်နှာ၄00ဘယ်လိုရှိဘို့စောင်းအဲ့ဒီတော့အဲ့ဒီခမားကြီးအဲ့ဒီအဲ့ဒီလေးခမားဆရာအဲ့ဒီစောင်းကြီးတော်လုံးကညှော့ထားတဲ့အကြောင်းအရာချက်လက်ဘာပွေတမျက်နာရဲ့ရှိတဲ့စာရွက်ပေါ့မူရင်းဇာတိုင်းရတ္တမပြည့်ခပြားသဘုတ်ဖြစ်ပြီးလိုက်အဲ့ဒါမြန်မာ ကြောင်းဘာလို့ချုံချလိုက်လဲရတယ်ဆိုတော့ဒါပြောပြပါမယ်တင်းနန်းတို့တဦးမှလည်းယခုလိုပြောကြားခဲ့ပါတယ်မင်္ဂလာပါရှင်တမိကတော့အထာကောက်ဝဲထဲမင်ကုန်းကျောင်းတာယာဝရီမျိုး grade 5 software ဖြစ်စုထားသူလေးမရက်လနာထွန်းဖြစ်ပါတယ်ရှင်ဒီတင်နန်းကိုတက်ရောက်ရတဲ့အတွက်ကဗျာရေးသားနည်းကိုအခြေခံမှဆရွေးသိရှိခဲ့ရပါတယ်ရှင်အခုထူထားတွေလည်းအများကြီးရရှိခဲ့ပြီးတငယ်ချင်းအစ်စ်တွေလည်းအများကြီးရရှိခဲ့ပါတယ်ရှင်အခုလိုတင်ကြားပေးတဲ့ဇာတ်နဲ့ဖွင့်လှစ်ပေးတဲ့ဌာနကိုလည်းကျေးဇူးတင်ပါတယ်ရှင် ဆိုပါတဲ့နန်းတို့တရားဝရီမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှာလယ်ရန်စင်ကျောင်းသားကျောင်းသူ၁၆ဦးတက်ရောက်ခဲ့ကြပြီးတင်းနန်းကာလမှာ AB လ3ရက်နေ့မှာ4ရက်နေ့အထိနက်နက်9နာရီမှနေ့လယ်တနာရီအထိအခမဲ့ဖွင့်လှစ်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။